စက်တဘာလ30ရက်နေ့ညနေပိုင်းမှာဖိလစ်ပိုင်နိုင်ငံစီပူးကျွန်းရဲ့မြောက်ဘက်စွန်းမှာအင်အား6.9ရှိတဲ့မြေငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ဒီမြေငလျင်ဟာလူဦးရေ9000ခန့်နေထိုင်တဲ့ဘိုကိုမြို့နီးမှာဗဟုပြုခဲ့တာဖြစ်တယ်လို့ American ဘူမိဆိုင်ရာသုတေသနဌာန USGS ရဲ့အချက်အလက်တွေရသိရပါတယ်။ဒီငလျင်ကြောင့်ဘိုကိုမြို့မှာအဆောက်အုံတွေပြုတ်ကျခဲ့ပြီးလူများပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိအချိန်ထိသေဆုံးသူ60ဦးအထိရှိလာခဲ့ပြီးဒဏ်ရာရသူ154ဦးအထိရှိလာတယ်လို့ဘိုးကိုစေးရုံရဲ့အချက်အလက်တွေကသိရပါတယ်အဲ့ဒီထဲမှာတည်ဆုံးသူ53ဦးကိုအတီးပြုတ်ထားပြီးအများစုဟာဘိုးကိုမျိုးကန်နေဖြစ်တယ်လို့ဆိုပါရယ်။စီဘူးပြည်နယ်ကဆေးရုံတွေမှာလူနာတွေနဲ့ပြင်းထန်နေပြီးနေရာမလုံလောက်တာကြောင့်ဒဏ်ရာရသူတွေကိုဆေးရုံအပြင်ပတ်မိုးကဒဲရီထဲမှာကူတာပေးနေရပါတယ်။ ငလင်းရဲ့နောက်ဆက်တွဲလှုပ်ခတ်မှုတွေကြောင့်ဆေးရုံအဆောက်အုံတွေထဲမှာလူနာတွေကိုထားရတာမလုံခြုံဘူးလို့ယူဆထားပြီးတန်ရာရသူတွေကိုအပြင်မှာကူတာပေးနေရတာဖြစ်ပါတယ်။